ကဲမနေ့ပြအေဘီလာ23ရက်နေ့မှာ အာရှနိုင်ငံ၅နိုင်ငံပါဝင်မြန်မာနိုင်ငံရဲ့အဓိကမြို့တော်ဖြစ်တဲ့ရန်ကုန်မြို့ကြီးမှာတကယ်ကိုမှကြီးမားတဲ့ခလင်ကြီးလောက်ခပ်ပြီးတော့ပြည်သူပေါင်းများစွာတည်ဆုံမယ်။ဒါကြောင့်ရန်ကုန်မှာပြည်သူတွေလုံးဝအေးချမ်းမနေပါတော့နဲ့ဆိုပြီးတော့တစ်တော့ဘုကအချားမြင်လိုလိုဘာလိုလိုဂျွန်ဖမစရီဆိုရဲတစ်တော့ပိုင်းရှင် အကောက်ကသူ့အသက်နဲ့အာမခံပြီးတော့ပြည်သူတွေကိုတတိပေးထားတာကိုတွေ့ရပါတယ်။ မိုးစလာကတော့အဲ့ဒီကောင်ကိုအေးအေးယူဖို့လုပ်နေပါပြီအဲ့ဒီကောင်ဟာရန်ကုန်ကလို့ကြားသိရပါတယ်မနီဂမာ ဆိုရင်အမေရိကန်ဘူမိဗေဒဌာနကြီးဖြစ်တဲ့ USGS ရဲ့ထုတ်ပြန်ချက်အရနောက်ဆက်တွဲငလင်ပေါင်းများစွာဟာဒီတစ်နှစ်အတွင်းမှာအခုခေတ်ကကျော်လောက်ထိလာနိုင်တယ်အင်အားပြင်းဆုံးနေနေကတော့ငရဒမငငရဒမ6အထိပဲလာနိုင်တော့မယ်နောက်နောက်ဆက်တွဲငလင်တွေကနောက်လျှောက်ကို လုံနေအောင်မှာဖြစ်တယ်အမေရိကန်ဘူမိဗေဒလေးလာရဲ့အသင်း USGS ရဲ့နောက်ဆက်တွဲ ချုပ်တင်ခံမှန်းချက်အတိအကျကိုပြည်သူတွေကိုဖော်ပြပေးရမယ်ဆိုရင်တော့ဖြစ်ပြင်အားခနစ်တသမအထက်ရှိတဲ့ငလင်ကြီးလောက်ခတ်နိုင်ကြီးကခနစ်ပါဆင်ပဲရှိပါရတဲ့ခနစ်ရခိုင်လုံးပဲရှိတယ်ပြင်အား6ထက်ရှိတဲ့ငလင်လုံးနိုင်ကြီးကနော်46ရခိုင်လုံးရှိတယ်ပြင်အား5ထက်ရှိတဲ့ငလင်လုံးနိုင်ကြီးက68ရခိုင်လုံးရှိတယ်ပြင်အား4ထက်ရှိတဲ့ငလင်လုံးနိုင်ကြီးက69ရခိုင်လုံးနဲ့ပြင်အား3ထက်သမအထက်ရှိတဲ့ငလင်လုံးနိုင်ကြီးက69ရခိုင်လုံးဆိုပြီးတော့ထုတ်ပြန်ထားတာကိုတွေ့ရတယ် ဆိုတော့အ ਨੇ စုံတစ်ကြိုင်တော့မှခနစ်အထက်ငလင်ကြီးလှုပ်နိုင်ကြီးကခနစ်ရခိုင်နှုံးမရှိတယ်လုံးဝလုံးဝကိုနဲပါတယ်ဆိုတော့အခုနော်ဒါ USDS ကတော့ငါအထက်ပဲ69ရခိုင်နှုံးလှုပ်နိုင်တယ်လို့68ရခိုင်နှုံးလှုပ်နိုင်တယ်လို့ကြေညာထားတာဖြစ်တယ်ဆိုတော့အခုလိုမျိုးဂျုံရခမ်းမန်းချက်တွေကလုံးစွာမှပြည်သူကြားမှာအထိတ်တလန့်ဖြစ်စေတဲ့အရာဖြစ်တဲ့တော့စစ်ကောင်စီကတော့သူ့ကိုအေးအေးယူဖို့အတွက်စတင်လှုပ်ဆောင်လိုက်ပြီလေဖြစ်ပါတယ် အခုလိုမျိုးစစ်ကောင်စီဘက်ကနေသူ့ကိုအရေးယူမယ်လို့ကြေညာထားခဲ့ပေမဲ့လေသူကတော့သူ့အသက်နဲ့လောင်းကြီးထပ်ပြီးတော့ထပ်မံပြီးတော့ပြည်သူတွေကိုသတိပေးထားတာကိုတွေ့ရပါတယ်နော်သူ့အသက်နဲ့အာမခံနေနော်ဗနဲ့ပြန်နေ့လယ်7နာရီခွဲမှာနော်အကြီးကောင်မှကြီးမားတဲ့အာရှနိုင်ငံ၅နိုင်ငံပါဝင်မဲ့မြန်မာနိုင်ငံမှာဆိုရင်ဒါရန်ကုန်မြို့ကြီးကိုထိခိုက်မဲ့ငလင်းကြီးလာမယ်ဆိုပြီးတော့ပြောထားတာပဲဖြစ်ပါတယ်စစ်ကောင်စီဘက်ကလည်းအခုလိုမျိုးသတင်းတွေမဟုတ်မှရေးသားနေတဲ့သူတွေကိုဖြတ်ဝေနေတဲ့သူတွေကို တဘောဝဘေးစီမံကန့်ကွက်မှုဥပဒေပုံမှန်29ရဲ့အရေးယူလို့ရနိုင်ကြောင်းကိုအထူးသတိပေး MRTV ကနေတောင်ကြေညာထားတာကိုလေတွေ့ရပါတယ်နော်ဆိုတော့ဒီကောင်ကဘလောက်ပဲနော်ချင်းချောက်မှုတွေရလာပါစေမိမိအသက်နဲ့နော်အမခံပြီးတော့ပြောတယ်ဆိုတော့တခုမြတ်တခုလာပေါ့ဗျာကျွန်တော်တို့ချစ်ရအားလုံးကိုတော့မနေ့ဖြန်မှာသိရမှာပါ